င်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်မြန်မာထိုင်းနယ်စပ်ကနေထိုင်းနိုင်ငံတို့ကုန်စီတွေကိုဒူတိုင်းမှုအောင်ခွင့်ပြုချက်နဲ့တင်သွင်းခဲ့တဲ့ကုန်သည်တရာကျော်ကိုစစ်ကောမရှင်တပ်ကလိုက်လံဖမ်းဆီးနေတာကြောင့်ကုန်သည်တွေထွက်ပြေးတန်းရှောင်နေရတယ်လို့နိုဝင်ဘာလ10ရက်နေ့ကကုန်သည်တွေကနေသိရပါတယ်ပြီးခဲ့တဲ့ဇူလိုင်လနောက်ဆုံးဘက်ကကရင်ပြည်နယ်ဖအံမြို့တန်လင်းတံတားကိုလုံခြုံရေးအရတံတားပိတ်ထားခြင်း ကုံစီတင်ရင်140ကျော်ကိုမော်လမြိုင်မြို့အခြေဆိုင်အရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုအမိန့်နဲ့ဖျက်ဆန်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။တန်လင်းတရားဖျက်ဆန်းခွင့်ပြုခဲ့တဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုပညာဝင်နဲ့အတူကရင်ပြည်နယ်အကောက်ခွန်ဦးစီးဌာနပြည်ရင်းအခွန်စစ်တပ်ရဲတပ်ဖွဲ့အပါအဝင်ဌာနဆိုင်ရာ အရာရှိ20နီးပါးဟာဒူးစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးစိုးဝင်းအမိန့်နဲ့ဖမ်းဆီးခဲ့ပါတယ်။ ဒါအပြင်ကုံစီနဲ့ကုံတွေတွေကိုလိုက်လံဖမ်းဆီးတာ blacklist ကြော်ညာတာတွေနဲ့စစ်ကောင်မရှင်ကလှုံ့ဆော်ခဲ့ပါတယ်။ဒါကြောင့်ကုံတွေရာထိုင်းဘက်ကိုအကုန်လုံးထွက်ပြေးခဲ့ရတာကြောင့်လူတွေဘဝပြတ်တဲ့အထိဖြစ်နေတယ်လို့ကုံတွေတယောက်ကပြောပါတယ်။စစ်ကောင်စီကအခွန်မူဝါဒတင်းကျပ်ထားပြီးကုံတွေအနေနဲ့အခွန်ဆောင်မရတာဖြစ်တဲ့အတွက်ကြောင့်တရားမဝင်ကုံတွေနေရပြီးတရားဝင်ကုံတွေခွင့်ရအောင်လဲအခွန်မူဝါဒဖြေလျှော့ပြီးလိုင်စင်ချပေးဖို့လိုတယ်လို့ကုံတွေတွေကပြောပါတယ်ရှင်။ စစ်တပ်ကရွေးကောက်ပွဲဝါရဖြတ်မှုအတွက်အမှုပညာရှင်တွေကိုပြင်းပြင်းထန်ထန်ဖိအားပေးနေတဲ့အတွက်ဖွေဖွေဝင်းမုံရွှေရီ Twin Rabo ခိုင်တင်းကြီး Tyron နဲ့ထူအောင်အစရှိတဲ့အမှုပညာရှင်တော်တော်များများနိုဝင်ဘာလ9ရက်နေ့မှာ ကမ်ပိန်းဗီဒီယိုရိုက်ကူးပေးခဲ့ရတယ်လို့အမှုပညာအတိုင်းဝန်နဲ့နှိဆက်သူတွေဆီကနေသိရပါဗျာ။ ရွေးကောက်ပွဲဝါရဖျက်မှုရိုက်ကူးရေးတွေမှာမပါဝင်လို့နိုဝင်ဘာလ9ရက်နေ့ကဖမ်းဆီးခံခဲ့ရတဲ့နမကြီးတရုတ်ဆောင်ဖူပွေးဟာလက်ရှိမှာတော့ပြန်လည်လွတ်မြောက်လာခဲ့ပြီလို့အမှုပညာအတိုင်းဝန်းနဲ့နှိဆက်သူတွေစီကနေသိရပါဗျ။ဖူပွေးကိုပြုံးလင့်မှာမတမ်းမရဆိုတဲ့ရုပ်ရှင်ကားကြီးရိုက်ကူးနေတော့ရဲတွေကလာရောက်ဖမ်းဆီးခဲ့ပြီးရန်ကုန်အထက်ခေါ်ဆောင်သွားတာဖြစ်ပြီးတော့ဝါရဖျက်ချီရေးလှုပ်ဝဲမဲ့ဆိုမှလှုပ်ပေးတာလို့နှိဆက်သူတယောက်ကပြောပါဗျ။ ရွေးကောက်ပွဲကမ်ပိန်းနဲ့သက်ဆိုင်တဲ့စာသားတွေကိုရုတ်ပေးတဲ့ဗီဒီယိုတွေရိုက်ကူးဖို့စစ်ကောင်မရှင်ကအမှုပညာရှင်တချို့ကိုပြင်းထန်တဲ့ဖိအားတွေပေးနေတာဖြစ်ပြီးတရုတ်ဆောင်တွေပြီးရင်တော့အဆိုရတွေကိုပါဖိအားပေးဖို့အစီအစဉ်ရှိတယ်လို့သိရပါပါတယ်ရှင်။ထိုင်းနိုင်ငံမှာအထောက်အထားမဆောင်သေးတဲ့ရွှေ့ပြောင်းလုပ်သားတွေကိုတနစ်နေထိုင်အလုပ်လုပ်ခွင့်ပေးဖို့နဲ့တက်တန်းတိုးအလုပ်သမားတွေကိုဝေါ်ပါမဲ့တနစ်ထပ်ပေးဖို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ပြောဆိုပါတယ်။ဇွဲသစ်သတင်းပေးပို့ထားတာပါရှင်။ ထိုင်းမှာပြီးခဲ့တဲ့အော်တိုဘားလ16ရက်ကအထောက်ထားမဲ့လုံသမားတွေနဲ့ဆင်ပြုတ်လုပေးနေကြပန်းရောက်ကဘတ်အထောက်ထားတဲ့ပြုတ်လုပေးတာကို ရုတ်တရက်ယာယီရဆိုင်ခဲ့ပြီးတဲ့နောက်အထောက်ထားပြည့်စုံမရသေးတဲ့ရွှေပြောင်းလုံသားတွေအခက်အခဲဖြစ်ကုန်ပါတယ်။ထောက်ထားမဆောင်သေးတဲ့ရွှေပြောင်းလုံသားတွေကိုတနစ်နေထိုင်လောက်လောက်ခွင့်ပေးဖို့နဲ့တက်တန်းတိုးလုံသမားတွေကိုဝက်ပမေတက်တန်းတနစ်ထပ်တိုးပေးဖို့ထိုင်းလုံသမားဝန်ကြီးဌာနကနွေဘာလ9ရက်မှာအတည်ပြုပြောဆိုပါရယ်။ လက်ရှိမြန်မာကမ္ဘောဒီးယားလာအိုဗီယက်နမ်စတဲ့နိုင်ငံတွေကရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ထိုင်းအစိုးရရဲ့တရားဝင်ကြေညာချက်မထွက်ခင်နိုင်ငံတွင်းရောင်းနေနေပြီးသားအထောက်အထားမပြည့်စုံတဲ့အလို့သမားတွေကိုအထောက်အထားလုပ်ဖို့အချိန်ပေးလိုက်တဲ့သဘောပဲလို့အလို့သမားရေးလှုပ်ရှားသူတွေကမှတ်ချက်ပေးပါတယ်။ဗက်စင်အသစ်ဖွင့်ဖို့အတွက်ရွှေ့ပြေးစကူးတန်းလားအဓိကတော့အခုလူဟောင်းတွေအတွက်ဝတ်ပါမယ်တနည်းအချိန်ပေးတယ်စသည်အားဖြင့်အခွင့်အရေးတွေပေးတယ်ဆိုတာက ရွှေပြောင်းလုံသားတွေရဲ့လူအတံမိုးချစ်မြတ်နိုးတာတပိုင်းအခုသကူးသန်းလိုက်တာတော့မကြခင်မှာအထောက်ထားသေးထုတ်ပေးမယ်အဲ့ဒီအထောက်ထားသေးထုတ်ပေးတာတွေကထိုင်းနိုင်ငံရဲ့ area နယ်နိမိတ်ပြင်ပမှာရှိတဲ့သူတွေနဲ့လုံးဝလုံးဝမသက်ဆိုင်ထိုင်းနိုင်ငံနဲ့ရောက်နေနေပြီးသားထိုင်းနိုင်ငံရဲ့လုပ်ငန်းခွင်တခုမှာဝင်ဝင်ရောက်လုပ်ကင်သူများနဲ့သာသက်ဆိုင်တယ်လို့တခါတည်းပတ်တော်ပိတ်ကြိတ်လိုက်တဲ့သဘောပါပဲဒါအပြင်လာမယ့်2026 FIFA မှာတက်တန်းကုန်မဲ့အလို့သမားတွေအတွက်လည်း ဝပမေတတန်တနစ်ထပ်တိုးပေးမှာဖြစ်ကြောင်းထိုင်းလူ့သမားဝန်ကြီးကထုတ်ပြန်ပြောဆိုထားပါတယ်။2025ဖေဖော်ဝါရီမှာကလေးကတတန်းကုန်ဆုံးထားတဲ့လူ့သမားတွေအနေနဲ့ဝပမေနဲ့ဗီဇာတတန်းတိုးကိစ္စတွေကိုလက်ရှိအချိန်ထိအချိန်၉လနေပါကြာဆောင်ဆိုင်နေရပြီး name list တစ်ခုထဲနဲ့သွားလာလောက်ကန်နေရတာကြောင့်အခက်အခဲစိန်ခေါ်မှုတွေလည်းရှိနေပါတယ်။ ကျွန်တော်တို့ဒီတက်တန်းတိုးတာတွေကတော့ကျွန်တော်တို့နှစ်နှစ်လို့ပြောပြီးတော့တိုးလိုက်တဲ့တက်တန်းတိုးကတော့1400နဲ့1500ကျားတဲ့မှာရှိတယ်ခင်ဗျဟုတ်ကြန့်ကြာတာတော့တော်တော်လေးဆိုးဆိုးဝါးကြန့်ကြာတယ်ခင်ဗျဟုတ်ဘာမှ တို့လို့ဘောနော်တရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်ဘောလားနဲ့ချီပြီးတော့ကြန့်ကြာနေတာဆိုတော့လေအခက်ခဲတွေရှိလားဆိုရင်တော့ရှိတယ်ဘာကြောင့်လဲဆိုတော့ကိုမာကဟိုဒီအမည်စရင်းစာရွက်တစ်ခုပဲကင်ထားတာဘောနော်သူတို့ဘလို့ပဲတရားဝင်ပါတယ်ပြောပြောကျွန်တော်တို့ကတော့ကိုလက်ထဲမှာဝတ်ပါမယ်အဲဝတ်ပါမယ်လည်းမရှိဘူးပြီးတော့ဟိုနေထိုင်ခွင့်ဗီဇာလည်းမရှိဘူးဘောနော်အဲ့တော့အဓိက name list နဲ့ပဲနေရာဖြစ်တဲ့အတွက်ကိုဒီရက်90တွေပါညာကျွန်တော်လုံးတဲ့ခါကျတော့ရှင်တော့အခက်ခဲတော့ဖြစ်တယ်ဘောနော် ထိုင်းအစိုးရအနေနဲ့ဒီလုပ်ငန်းစဉ်တွေကိုအလုတ်ကိုင်းရှာဖွေဦးစီးဌာနကပြန်လည်စီစစ်ကာအစိုးရအဖွဲ့ကပိနက်ကတရားဝင်အတူပြုပြီးမှသာသက်ဆိုင်ရာဌာနတွေကကြေညာချက်ထွက်လာပြီးတဲ့နောက်တရားဝင်လုပ်ငန်းစဉ်တွေလှုပ်ဆောင်မှာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာနိုင်ငံသဘောတူစာချုပ် MOU စနစ်နဲ့လုတ်ကိုင်းနေတဲ့ရွှေပြောင်းလုပ်သားတွေစနစ်ခန့်ကနေဆက်ဖြတ်ကျော်ကပန်းရောက်က စတဲ့အထောက်အထားပုံစံအမျိုးမျိုးနဲ့အလုတ်လုတ်ကိုင်းနေကြတဲ့ မြန်မာကမ်ဘောဒီးယားလာအိုစတဲ့ရွှေပြောင်းလူသားတွေတန်းချီရှိနေပါတယ်ခင်ဗျာကျွန်တော်ဇွဲတစ်ပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ဒီပါ